ဘလောက်ပဲဖြစ်ဖြစ်ကျမပေးနိုင်ပါတယ်ညီအသက်ကိုအပေါင်ပေးရမယ်ဆိုရင်တော့ဘလို့ကိုယ်လည်းမသိဘူးကိုတရားနဲ့တော့ဟောပါ tujuh mesum bagi aku, tujuh waktu kau lalu, jatuh sehat. ာဗီကျူးဆိုတာကကိုယ်တိုင်กินပြီးပူပူနွေးနွေးစားမှာကိုရတာရှိတာနန်းရှင်ဘူးပြောတာပြမနဲ့ကိစ္စမှာမဟုတ်တာပြီးတာပါပဲဒီအဖြစ်သူမိကုန်းပေါ်မှာဆိုလို့စေနာနဲ့ပြောမှာဟာတရားရောက်လာပြီလာလား ကားကိုမင်းဆက်ပေးအောင်မယ်။ဒါကိုတီးရရင်ရင်နဲ့ကိုရဲ့လှုပ်ရှင်ဆိုရင်ပဲညီကိုလိုပဲအရန်ခင်တာ။သဘောလည်းအရန်ကောင်းတယ်။ကိုတီးရဒါကျွန်တော်ရဲ့ငယ်ငယ်ချင်းတတ်ထားခင်တဲ့။တွေ့ရတာဝမ်းသာပါတယ်။ဟုတ်ကဲ့ဝမ်းသာပါတယ်။ကဲအားလုံးဘာမှမစားခင်ကျွန်တော်ဖြိုထားတဲ့ကော်တီလိုမြည်ကြည့်ကြအောင်လား။ 哎，今朝票啥也搞的了，米几角？包里边塞啥？然后你大台拿钱用里边，行不？去，去。谢谢。你咋讲的哥？Thank you 啊、huh? yeah.！俺们阿叔去哪里了？我晚上挨他看了。 ကိုကတော့ကိုယ့်ရဲ့ဝါသနာတိုင်းနည်းနည်းတော့ဆက်စုံမယ်နော်တထာဘာလို့လဲကျမကုန်ကူးတာပါနေဆက်မှာခုတိုက်ပွဲတွေဖြစ်နေတာဆိုတော့ခဏနားထားရလေအဲ့ဒါကြောင့်ဒီကိုခဏပြန်လာကိုတီးရရင်ရောဆောက်လို့ရတဲ့မျိုးတွေပဲလားဟာ ကွင့်နမယ်ယူအဲ့လိုမျိုးပြည့်ပြည့်စုံစုံခေါ်လိုက်တာတမျိုးရွယ်ဗျာမရင်းနှီးလို့ခံစားရတယ်အော်ရင်းနှီးနှီးဖြစ်သွားအောင်တီဟာလို့ပဲခေါ်ပါကိုဖုံးခင်လို့ရဲကိုခင်လို့ရပါလည်းရှင်ပေါ့။ပါရှိရတယ်။ကိုပြောတဲ့အထက်မှာရှိကြပါပါလို့လေ။ရှင်မောက ကိုတီးရစကားကိုရေတာမဟုတ်ပါဘူးကိုဟာကိုတွေးပြီးသဘောကျသွားလို့ကိုဖုံးကတတ်ထားဦးတငယ်ချင်းတယောက်လို့သဘောထားတာမှမဟုတ်တာဦးလို့နန်းရှင်မကိုနားမလဲဘူးအင်းမအဲ့ဒါဆိုလဲရှင်းအောင်မယ်ဖွင့်ဖွင့်လင်းလင်းပဲပြောတော့မယ် ကိုဖုံးနဲ့တတ်ထားနေရဇလန်းလေးတွေရှိခဲ့ဘူးတယ်ကိုတီဟာရဲ့ကိုဖုံးကဖွင့်မပြောတော့တတ်ထားလည်းဟကော်ကြီးဖြစ်နေတာပေါ့ဟုတ်တယ်မလားရောင်းမဟမ်ညင်တော်မညံကောင်းတာပဲနန်းရွှေမောင် ငါတော့အခုနင်ပြောပြမှာသတိရတာအင်းပေါ်လေငငယ်ကစိတ်ကူးနဲ့ရှူခဲ့တာလေအခုပြန်တွေးတော့လေရေစရာဟာတလဘကိုဖတ်နေရလို့ပါပဲအခုတော့လေသူ့နဲ့ငါနဲ့သက်တွေ့ရလာကြပြီဆိုတော့သူလည်း နေရာတစ်တခုမှာချစ်တဲ့နှစ်ဖြစ်နေလောက်ပါပြီတတော်ရှင်အခုချစ်သူရှိလားလို့မေးတာ Oh my god ပေါ်နေပါလားอืมบลูပြောอ่ะมะละจม้าไอ้บัวอัจฉิสวยซาซาลงแท้ ပိုရေးကြီးတဲ့ခေါင်းစဉ်တွေဟာလုံးသားမှာပြည့်နေရယူထားတော့ခုချိန်ထိတကူဒီပြိုးပြီးပဲပေါ့ဟုတ်ရဲ့လားပေါ့တထားလို့အရန်လှတဲ့မိမတယောက်စီမှာချစ်သူမရှိဘူးဆိုတော့ကိုရောသိပြီးတော့လက်မခံချင်တခုတော့ရှိရပေါ့ကျမတန်တာနေတယ်ကျမအိမ်မက်ထဲရွှေမင်းသားလေး ਨੇ မစုံစည်းရသေးလို့နှလုံးသားအိပ်ပျော်နေရလဲချစ်ချင်းဖြစ်မှာပေါ့အမြဲဆုံးဆုံတွေ့ပါစေလို့ကိုစွတောင်းပေးပါတယ်ဖေးဆုနဲ့ပြည့်ချင်ပါတယ်ပြည့်လဲပြည့်မယ်လို့ကျမယုံကြည်ပို့ပြီးတော့ဆိုပြေးသွားအောင်လို့ တရာတချင်းဘိုးတော်ဆိုပါအာမဆိုချင်ပါဘူးနင်ရလေဟာဈေးကန်ကြီးပဲငါနင်တချင်းဆိုတော့နားတော်ချင်လို့ပါတပိုက်ပဲဆိုပါတပိုက်ငါမဆိုချင်သိမ့်မရှိတာဒီကောင်ကြီးတလောက်တောင်းဆိုနေမှာတော့စုပြလိုက်ပါတထားရဲ့ကုတိယကုတိယမသိလို့ तू ကတချင်းဆိုတာအရင်ကောင်းတာကုတိယနားထောင်ပြီးသွားနေတခါတည်းခွေထုတ်ပေးခြင်းတွေပေါက်သွားပြီတဲ့ညိုးမှာလားကဲပါတထားရဲ့ ခင်မင်းရင်းနေတဲ့အထိမ့်မှန်နေနေဆိုလိုက်ပါနော်သူကကျမကိုမြောက်ပင်ပြောနေတာကျမသာအလောက်မကောင်းပါဘူးတကယ်တမ်းတန်ကောင်းတာနန်းရွှေမောင်အစိုးလဲရမ်းပိုင်တာလေတကယ်ကြီး တကယ်ကြီးပေါ်ကိုသိရရဲ့သူဟာเจ้ามาทချင်းสู่เปลี่ยนတော့อ่ะปฐมาเลยแชมเปี้ยนพอกูเนี่ยตูสู่ราหน้าหลองจีตะคาเรซั่วตัวมาเก้หอบีถ้าซวยอคูญะอภโภบีโพอเล่จะเดตูว่ารอง้านชวยมงဖြစ်ပါတယ်เฮ้ ခုမှပါရှက်နေရလေ။အဲ့ဒါလောက်တော့မှတောင်းဆိုနေဟောင်းဆိုပြလိုက်ပါ။နေချင်းဆိုရနေရမှာဆ ्याम မရဟာ။ဆိုပြလိုက်လေ။ တတားတချင်းဆိုတာတကယ် professional တယောက်တိုင်းပဲကွာဒီလောက်အတန်ကောင်းရတာ ਨੇ ဘာဖြစ်လို့ဆိုတော့မလုပ်တာလဲလူပြောရမယ်ဆိုတော့ကံဘောကူတရား မမမဟုတ်ဘာဖြစ်တာလဲဘာဖြစ်ရမှာလဲဟိုတက်တဲ့တုန်းကငါ့ကိုကိုတရားရှိမှဖဲ့နေနေမတွေ့ဘူးလားဟိုမီစောစောစောကတော့တွေ့လိုက်ပါတယ်မီစောလဲလေအဲ့ဒီကောင်မမမမဟုတ်ဖဲ့နေတာကြည့်ပြီးအသေးရရားနေတာဟွတူများအိမ်လဲလာသေးတယ်စောစောကားကားသူ့ကြည့်ရတာလေမမမုံထပိုလှသွားလဲဆိုပြီးမန်တက်နေတဲ့ပုံပဲမီစောဘာငါတက်ပုံလာတာလဲဟမ် ဘယ်နေရာမှာများငါထက်ပို့ပြီးလှနေလို့လဲစောင့်ကြောက်ထိုင်တဲ့ယင်ကျင်သေးဖြစ်ပြီလို့တချို့ခါတင်ကြီးတွေကထင်နေကြတာသူတော်လောက်လူလူရသည်ငါဘာလို့တတ်ထက်ပို့လောက်လုံနိုင်ရမှာလဲဟုတ်တာပေါ့မမမောင်ကြိုင်မမစုံဖြစ်ပါလေ သိသူလှလာတာခွဲစိတ်ပြုတ်ရင်ထားတာပဲဖြစ်ရမယ်မာလည်းနိုင်ငံသားသွားပြီသူ့ထက်ပိုလာပြင်မယ်ဟာမမမုံအဲ့ဒါတော့မလုပ်သင့်ဘူးထင်တယ်နော်ဖြစ်လို့ လို့ခွဲစိတ်ပြုတ်ပြင်းလဲဆိုတာခဏပဲခံနာရတဲ့ကြာလာရင်ပျက်စီးသွားပြီးတော့ရုပ်ကပိုဆိုးသွားတယ်တဲ့ပြီးတော့အန္တရာယ်လေးများတယ်တဲ့မသိနောက်ပြဿနာနောက်မှရှင်ပြီအခုလောလောဆယ်ငါတုတ်ထက်ပုတ်လာရှိချင်စိတ်မလောပါနဲ့မမမောင်ရဲ့မိစောကြဘူးခါတခုရှိတယ်မမမောင်သာတတ်သိရှိမဲဆိုရင် ဲ့ဒီမီးကတလုံးတော့စိတ်ချရတယ်။ဟာနီး one ဒီညောင်ရောက်ပြီးတော့မှတော့ဒီစောတော့နောက်ပြန်လှည့်လို့မရတော့ဘူးเนาะအေးပါ ကဲလာရင်ကိစ္စပြောဖွားပိုက်ဒါကျမရဲ့အလုပ်ရှင်မန်နန်းရွှေမုံပါ तू ကအဖွားပိုက်ရဲ့ရွှေမုံအကူထုံအသုံးပြုခြင်းနဲ့ဆိုလို့ကျမခေါ်လာခဲ့တာပါညလှပြီးသားပြီ။ဘာကိစ္စ က်ပြီးလှကျင်နေရတာတို့ဂျမအခုထပ်ပိုလာမှဖြစ်မယ်အကြောင်းကိစ္စတစ်ခုရှိလို့ပါနှလုံးသားကိစ္စညီပေးရမယ်တံမိုးကကြီးတယ်နော်ဘလောက်ပဲဖြစ်ဖြစ်ကျမပေးနိုင်ပါတယ် ညီးအသက်ကိုအပေါင်ပေးရမယ်ဆိုရင်တော့